ဧပြီလ10ရက်နေ့ညကအာဆင်နယ်အိမ်ဝင်အမ်မရီမှာချန်ပီယံလိကွာတာဖိုင်နယ်ပထမပွဲစဉ်ဖြစ်နေကစားခဲ့ကြပြီးအာဆင်နယ်အသင်းနဲ့ရီယယ်မက်ထရစ်အသင်းတို့ရဲ့အားပြိုင်မှုကအာဆင်နယ်ကတော့၃ဂိုးပြတ်တွင်းယူထားနိုင်ခဲ့ပါတယ်။အဲဒီပွဲမှာဆိုလို့ရှိရင်ကျွန်တော်တို့မြင်တွေ့ခဲ့ကြတဲ့အတိုင်းပဲပွဲကောင်းတစ်ပွဲဟိုမှာဒေဂလန်ရိုက်ရဲ့လှပတေးတဲ့လုံးနဲ့ဖရီကစ်ကန်သွင်းချက်များစွာနဲ့ကစားကွက်ကစားရန်ကောင်းကောင်းနေတဲ့တူတူဘောလုံးပိုင်ဆိုင်မှုတွေကိုပါအသာစီးရခဲ့ရပါ။ရီယယ်မက်ထရစ်ဘက်ကတော့442ပုံစံနဲ့ပွဲထွက်လာပြီးတော့ ပြန်ရတဲ့ Devon Face ဒီမှာဆိုလို့ရှိရင်လေ4222ပုံစံကိုအသုံးပြုပြီးတော့ကစားခဲ့ပါတယ်။အာဇင်နယ်တင်းက433ဖွဲ့စည်းပုံနဲ့စော်ကစားခဲ့ပြီးတော့တိုက်စစ်မှုခိုင်ခိုင်မာမာမရှိတဲ့ပြုံမှာဂိုင်းယာဗန်နဲ့ဂျေဆူရောက်မှမရှိဘဲနဲ့ကစားခဲ့ရတာဖြစ်လို့အကုန်လုံးကလေအာဇင်နယ်တင်းပေါ်မှာဒါမျောလင်းချက်နည်းငယ်လို့ပြောရလိမ့်မယ်။ဒါမဲ့လေအာဒီတာရဲ့ဥဆောင်မှုရဲ့အောက်မှာဘောလုံးကင်ပြီးတော့ကစားပုံကစားကွက်ကောင်းကောင်းနဲ့တည်တည်ချာချာလေးကိုစော်ကစားနိုင်ခဲ့ပါတယ်။တပတ်ကရီယယ်မထုတ်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ကမ္ဘာထိပ်တန်းအစ်စ်တိုက်စစ်မှုပေါင်းများစွာပါဝင်ဖွဲ့စည်းထားပေမဲ့ ကစားကွက်မှာယူရင်းနေခဲ့ပြီးတော့ဒုရပိုင်ရောက်တဲ့အခါမှာကစားပုံလုံးလုံးပါခဲ့ပါရီရှီရန်မှာလည်း MRB နဲ့ Venice ရဲ့ Junior တို့ကိုအထောင်ထားပြီးတော့စန်နာနီယာတွေကိုအဓိကထားပြီးတော့တိုက်စစ်ဆင်ခဲ့ပေမဲ့အာဆင်နဲ့နောက်တန်းကစလီဘာနဲ့ဂီဝေါ်တို့ကိုမဖျက်ချော်နိုင်ခဲ့ပါဘူးအရာပြင်ကမှ Venice ရဲ့ Junior ကအခွင့်အရေးတော်တော်များများကိုဖြုံးတိခဲ့ပြီးတော့ Julian Deima နဲ့နောက်ခံတွေကိုလည်းမကြော်ဖြတ်နိုင်ခဲ့ပါဘူး MRB ကလည်းလိုတလောက်ဘောလုံးပေးဖို့မရဖြစ်ခဲ့ပေမဲ့ဘောလုံးရလာတဲ့အချိန်ဒီမှာလည်းလှုပ်တင်တာတော့ပဲလုံနိုင်ခဲ့တာပါ ပြီးတော့ကွင်းလေဆန်နာပိုင်းမှာဆိုလို့ရှိရင်လည်းဘောလုံးဖြတ်ထုတ်ဖို့အတွက် ကာမာဗင်ကတော်တော်ကြိုးစားခဲ့ရပြီးတော့လူကာမော်ဒရီရဲ့မငေတော့ရဲ့ရုန်းကန်မှုတွေကိုလည်းမြင်တွေ့နိုင်တာပဲဖြစ်ပါတယ်။အာဆင်နယ်ဘင်းကတော့ဘောလုံးကိုအဓိကထားကင်ခဲ့ပြီးတော့ဒက်ကလန်ရိုက်ရဲ့ကန်ချက်တွေကဂိုးပေါက်ချိန်ချောက်မှုများစွာကိုပြုလုပ်နိုင်ခဲ့ပါတယ်။တိုက်စစ်မှုမပါပေမဲ့ရာသမျှအခွင့်အရေးတိုင်းမှာကောင်းကောင်းအသုံးချနိုင်ခဲ့ပြီးတော့ဒက်ကလန်ရိုက်ရဲ့လာပါရီ free kick ကန်ချက်တွေကိုအနိုင်ရလက်ဖြစ်ပြောင်းလဲနိုင်ခဲ့တာဖြစ်တဲ့အပြင်အိုဒီဂန်နဲ့ဒိုင်ယာကနေတက်တာလာတဲ့စာဂါရုကလည်းညာတော့ကနေပြီးတော့ ထိုးပေါက်မှုတွေကရီရဲ့နောက်ခံခန်းစည်းကစားသမားတွေကိုတော်တော်လေးခုခံရခက်ခဲစေခဲ့ပါတယ်။အဲဒါတွေကအခက်မတင်လို့ရှိရင်တော့မှဂိုးတွေဖြစ်နေပြောင်းလဲသွားနိုင်မယ့်အခြေအနေအထိရောက်ရှိခဲ့တာပဲဖြစ်ပါတယ်။အဲ့တော့နောက်ပိုင်းဧပြီ18ရက်နေ့မှာ Real Madrid နဲ့ Arsenal တို့ရဲ့ဒုတိယအကြော့ကို Real ရဲ့အိမ်ဝင်ဖြစ်တဲ့ San Diego Bernabeu မှာ Champions League Quarter Final ဒုတိယအကြော့ရှင်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။ Real Madrid ဘက်ကတော့၃ဂိုးပြတ်အသွင်းခံခဲ့ရလို့ ော်ယုံဆိုရင်ရှုံးပြီလို့တွက်နိုင်ပေမဲ့ချန်ပီယံလိမှာဆိုလို့ရှိရင်တော့အတွေ့အကြုံပြေးဝထားပြီးသားဖြစ်နေတဲ့ Real Madrid ဖြစ်နေလို့တတိချပြီးတော့တွက်လို့တော့မရပါဘူး။အဲ့တော့ကျွန်တော်တို့ Real Madrid ဆိုတာကချန်ပီယံလိမှာဆိုရင်တမိုင်းရခဏခဏကမ်းပတ်ပြီးတော့နိုင်မန်းဖြောင်းနိုင်ခဲ့တဲ့အသင်းဖြစ်လို့လုံးဝ short တွက်ထားလို့မရပါဘူး။ Real Madrid အသင်းရဲ့အိမ်ကွင်းဖြစ်နေရကြောင်းမလို့ဒုတိယအကျော်ရှင်ပြိုင်မှုကလည်းပုံမပြင်းထန်လာတာကိုမြင်ရဖို့ပိုပြီးတော့တေးကြမှာဖြစ်ပါလိမ့်မယ်။ရီမတ်တို့ကလည်းအခုချိန်မှာခြေစွမ်းကောစိတ်တက်ပိုင်းအရာကိုအကြအဆုံးဖြစ်နေခဲ့တဲ့အချိန်လို့ပြောရလိမ့်မယ် ရီးယားရဲ့နီးပြအဆလော့တီကနေပြီးတော့အသင်းကိုဘယ်လောက်ထိပြန်လဲစီးယုံနိုင်မလဲဆိုတာကနေပြီးတော့အပြေတစ်ခုကိုပေးသွားနိုင်ပါလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ပထမကြော့မှာကစားသမားတွေရဲ့ချိတ်ဆက်မှုကနေအသင်းလိုက်စော်ကစားမှုတွေပါပျောက်ဆုံးနေခဲ့ပြီးတော့ဒူရီယားအကြော့မှာဆိုရင်တိုက်စစ်ကစားသမားတွေနဲ့လိုက်စော်မဲ့ကွင်းလယ်နဲ့တိုက်စစ်ကစားသမားတွေအကြားမှာလေးပုံမှုပြီးတော့ချိတ်ဆက်ဖို့လိုအပ်လာမှာဖြစ်ပါရီ။ MRB ကလည်းပြောရမယ်ဆိုလို့ရှိရင်ဒါချန်ပီယံလိဖလားကို PSG မာတွေကအယယူခြင်းခဲ့ပြီးတော့ရီးယားကိုပြောင်းလာခဲ့တာဖြစ်တယ်။ အပြောရမယ်ဆိုလို့ရှိရင်တော့ချန်မြင်းလီဆိုတဲ့ဖလားကိုယူပြီးတော့သူ့ရဲ့ကစားသမားဘွားမှာလိုအပ်နေတဲ့ဖလားတလုံးကိုဖြည့်ဖို့ရောက်လာခဲ့တာပဲဖြစ်ပါတယ်။အခုဘက်ကံမဲ့ပွဲမှာလည်းပဲ MRB ရဲ့ယုံအားနဲ့ပွဲမြိုင်မလားဆိုတာကိုကျွန်တော်တို့ဒါစောင့်ကြည့်နိုင်ပါလိမ့်မယ်။အာဆင်နဲ့ကစားပုံကတော့ပထမကြုံမှာအများကြီးလုံးပြနိုင်ခဲ့တာဖြစ်သလိုဒုတိယကြုံမှာလည်းပဲပုံမှုပြီးတော့ကောင်းမွန်တဲ့ကစားသမားတွေရဲ့ပေါင်းစည်းမှုကိုလည်းလိုအပ်မှာဖြစ်ပါတယ်။ကွင်းလယ်မှာအာဆင်နဲ့က Real ထက်ပုံမှုပြီးတော့ကောင်းမွန်တဲ့စုဖွဲ့မှုတစ်ခုရှိပြီးတော့ Declan Rice, Odegaard, Partey တို့ရဲ့တိုက်စစ်နဲ့ ခံစစ်အပြင်ကိုမှဘောလုံးထိန်းချောက်မှုနဲ့ဘောလုံးဖြတ်တောက်မှုတွေမှာအကောင်းဆုံးလုံနိုင်တာပဲဖြစ်ပါတယ်။ဘောလုံးကိုလည်း possession နဲ့ play ရထိန်းထားနိုင်ပြီးတော့ Origa ရဲ့ကွင်းလယ် site တွေကနေပြီးတော့ထိန်းချောက်မှုတွေမှာဆိုလို့ရှိရင်လေစာကာနဲ့ Real ရဲ့နောက်ခံလူအလီဘာတို့ထိတ်တိုက်တွေ့နိုင်အောင်ဘောလုံးတွေပေးပို့ပေးနိုင်ခဲ့ပြီးတော့တချို့အခြေအနေမှာဆိုလို့ရှိရင်ဒါဂိုးပြစ်ပြောင်းလဲနိုင်တော့မှာကိုလည်းကျွန်တော်မြင်တွေ့ခဲ့ရသေးတယ်။ဒါပြုံမှဘယ်လင်ငန်ကနေပြီးတော့စာကာစီပြန်ဆင်းချခဲ့ရလေ Origa ကရထားတဲ့နေရာလွတ်တွေကိုကောင်းကောင်းအသုံးချနေနိုင်တာပဲဖြစ်ပါတယ်။အဲ့တော့ ဦးနှင်းပဲထောင်ပယ်နှင်းဦးထောင်ဆိုတဲ့ပုံစံမျိုးဒါ Real Madrid ဘက်ကကြုံတွေ့နေရလို့ဒါပြောရလိမ့်မယ်။ဘေးတော်မှန်နေပြီးတော့ Martinelli ကပုံမထိုးပေါက်နိုင်မှုတော့လိုအပ်နေရလေဖြစ်ပါရီ။ Real ကလည်းအင်ကွင်းမှာဖြစ်တာကြောင့်မလို့တိုက်စစ်မှာပြင်းပြင်းထန်ထန်ဆော့လာနိုင်ပြီးတော့နောက်တန်းမှာတော့ဒဏ်ရာကြောင့် Gabriel တယောက်ကစားပွဲလေလွဲထားရတာပဲဖြစ်ပါရီ။အဲဒါကြောင့်မလို့ပထမပွဲမှာ Keyword ကိုထိပ်ပြီးတော့ကစားပြီးမြေဘန်ဝါကိုစန်နာဘက်နေရာမှာထားပြီးတော့ Vinicius ကို MRB ရောအဓိကဝင်လာနိုင်တဲ့နေရာတွေမှာသုံးပြီးဆော့လာမယ်ဆိုလို့ရှိရင်တော့ ပို့ပြီးတော့မာကြောလာလိမ့်မယ်လို့ကျွန်တော်ထင်တယ်။အာဆင်နယ်ကရီယဲကနေတန်မြန်တိုက်စစ်ဆင်လာမယ်ဆိုလို့ရှိရင်လည်းကစားသမားတွေကနေပြီးတော့သူ့ဟာနဲ့သူခံစစ်ကိုပြန်ဆင်းတက်တဲ့အာဆင်နယ်အသင်းရဲ့ကစားသမားတွေပေါင်းဆက်ပါဝင်ဖွဲ့စည်းတိစောက်ထားတဲ့မာကြောချစ်လစ်လုံးနဲ့ခံစစ်တိုင်းကိုလည်းပထမအကြော့မာရီကတွေ့နိုင်မှာဖြစ်ပါတယ်။အာဆင်နယ်အသင်းရဲ့အားသာချက်ဖြစ်တဲ့ကွင်းလေကပထမအကြော့မာကလေးကပြသထားနိုင်တာဖြစ်ပြီးတော့အိုရီကက်ကနေပြီးတော့လွတ်နေတဲ့နေရာတွေကိုရှာပေးနိုင်ပြီးတော့ဘောလုံးပေးဖို့နိုင်မှု ပို့ပြီးတော့လိုအပ်လောက်မှာဖြစ်ပြီးတော့စာကားအနေနဲ့ရီးရဲ့နောက်တန်းအငိုက်ကိုရှာပြီးတော့အခွင့်အရေးယူတတ်ဖို့ကြိုးစားမှာဖြစ်ပါရည်တိုက်စစ်မှုကောင်းကောင်းမရှိရကြောင်းမလို့အာဆင်နယ်ရဲ့ပုံမှန်ပိုဇက်ရှင်နဲ့ပလေးအတွင်းမှာပဲဘောလုံးကိုပုံမှုကိုင်ဆောင်ထားပြီးတော့မြဲမြဲဆန်းဆန်းကစားမယ်ဆိုရင်တော့အာဆင်နယ်အတွက်ရလက်ကောင်းတွေထွက်လာနိုင်မှာပဲဖြစ်ပါရည်အဲ့တော့ဒါဒီနေ့ပွဲအတွက် Noisy for you ကနေပြီးတော့ခံမှန်းပေးထားတာကတော့ Real Madrid က1အာဆင်နယ်က1ပထမပိုင်းမှာအာဆင်နယ်ကဂိုးမရှိဖို့ခံစစ်ကိုအားပြုကစားနေနေတယ် အားလေးကိုးတွေပေးရနိုင်ရရှိလိမ့်မယ်ပြီးတော့ဒုတိယပိုင်းမှာတော့အာကြီးကအကောင်းဆုံးပြန်လာနိုင်လိမ့်မယ်လို့မျှော်လင့်ထားပါတယ်ကဲမိတ်ဆွေတို့ရဲ့ခံမှန်းချက်ကရောဘယ်လိုမျိုးရှိပါသလဲဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ကျွန်တော်တင်သမျှတွေကိုလွတ်သွားတာမျိုးမရှိရလေအောင် page လေးကိုလည်း like and subscribe လုပ်ပေးခဲ့ကြပါအောင်ခင်ဗျ